ဒီနေ့မှာတော့ထိုင်းရွှေသေးက250အတက်နဲ့ဈေးပိတ်တော့ပါတယ် ထိုင်းရွှေကမနက်ပိုင်းမှာတော်တော်လေးကိုဈေးတက်ပြီးမြန်နေမှာတော့ဈေးပြန်ကျသွားတာဖြစ်ပါတယ်။လက်ရှိမှာတော့ကမ္ဘာရွှေဈေးကလည်းပဲအကြာဈေးနဲ့တည်ရှိနေပါတယ်။ဒီနေ့က21ရက်နေ့ဆယ်လာပိုင်း2025ခုနှစ်ညနေပိုင်းထိုင်းရွှေဈေးက250တက်ပါတယ်။96.5ခင်တို့ရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက6650ထိုင်းရွှေခဲတစ်ပတ်သားကိုဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က BSC ထိုင်းရွှေခဲတစ်ပတ်သားကို6650နဲ့ပေါင်ဈေးရှိပါတယ်။ဒီနေ့ထိုင်းရွှေခဲတစ်ပတ်သားကိုပြန်ရောင်း မယ်ဆိုရင်ဆိုင်ကရခိုင်တော့ပြတ်မပြတ်ပဲ6650စီနဲ့ပေါင်စီတိုင်းပြန်ပြီးတော့လက်ခံမှာပါ66.5ခိုင်တော့ရှိတဲ့လက်ဝေးရနိုင်စီနှုန်းတွေကတော့ဆိုင်ကရောင်းနေစီက6800.50လက်ဝေးရနိုင်လက်ခါတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ရှိနိုင်ပါတယ်မိမိဝယ်တဲ့ထေပေါ်မှာမူတည်တယ်လို့ရောင်းနေဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါစီနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထားရွှေလက်ဝေးရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းပြောင်းမှဖြစ်ပါတယ် 900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကိုထိုင်းရွှေလက်ဝရနာတပ်ဖက်သားကို62800ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3263နဲ့ထိုင်းရွှေသေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းဘတ်ငွေ32.81နဲ့ထိုင်းရွှေသေးကိုတွက်ထားတာဖြစ်ပါတယ်။96.500ခန်းလုံးရှိတဲ့ထိုင်းရွှေခဲတပ်ဖက်သားကိုမြန်မာကျပ်ငွေ83,6000ကျော်လောက်စီနှုန်းရှိပါတယ်။ 96.5ရာခိုင်နှုန်းရှိတဲ့လက်ဝယ်ရနာတပတ်သားကိုမြန်မာချက်ငွေ83သိန်း8000တောင်ကျော်လောက်ဈေးနှုန်းရှိပါတယ်။လက်ဝယ်ရနာရဲ့ဈေးနှုန်းတွေကတော့လက်ခမပါသေးပါဘူး။လက်ရှိမှာတော့ထိုင်းရွှေဈေးကတော့အကျဈေးနဲ့ရှိနေတာဖြစ်ပါတယ်။ကမ္ဘာရွှေဈေးကလည်းလက်ရှိမှာကျနေတာဖြစ်တဲ့အတွက်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမဲ့သူတွေကတော့လက်ရှိအခြေအနေမှာဆက်လက်ပြီးစောင့်ကြည့်ဖို့အကြံပြုချင်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုတော့မယ်ဆိုရင်လက်ခဈေးတက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီကောက်စခွဲမှာတွားပြီးတော့ဝယ်လို့ရပါ ါတယ်။တပတ်သားကိုလက်ခ905ဘက်သားထိဝင်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုတော့မယ်ဆိုလို့ရှိရင်လည်းရွှေအခဲကိုပဲဝယ်ဆိုထားကြပါလို့အကြံပြုချင်ပါတယ်။ထိုင်းရွှေစင်ငွေစည်းတွေကိုမြန်မြန်တင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ခင်းလို့ပေးရှင်နိုင်ကြပါစေ။